မင်္ဂလာပါရှင်။ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာမောင်လွဲ့ရဲ့ရွှေတောင်ရေးသားသောအိဝဘီယံပထမမင်းကောင်အမြဲရွတ်ဆိုသည့်ဂါရာတော်အကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘုသူတ္တရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်။ တလောကမိသားစုအရေးကိစ္စတစ်ခုဖြင့်ဇာတိမျိုးသို့ရောက်ဖြစ်ခဲ့သည်ကိစ္စပြီးသွားတော့လည်းမရောက်တာကြပြီဖြစ်၍ချက်ချင်းမပြန်ဖြစ်ခဲ့ဆွေမျိုးများတငယ်ချင်းများထံတွားရောက်လဲပတ်ပြီးရှေးအောင်နှောင့်ပြများကိုမြင်းဆက်စွာပြောကြဆိုကြနဲ့တပတ်ခန့်ကြာမြင့်သွားခဲ့သည်ထမင်းဖိတ်ကြွေးသည့်အိမ်ကများလုံးသဖြင့်အချို့အိမ်များတွင်လက်ဖက်ရည်ကော့ပြီးမုံပဲသည်ဇာများလောက်နဲ့သာကျင်းတတ်ကြပါရန်တောင်းပန်ခဲ့ရလေသည် ်မပြန်ခင်တရက်လိုတွင်တဲခုသည်ကဦးလေးအိမ်၌အနာယူရင်းအပေါ်ထက်တွင်အေးစေးစေးစားဖတ်ရန်ဆုံးဖြတ်လိုက်သည်ဦးလေးမှာအမေမောင်ငယ်ဆုံးဖြစ်ပြီးငယ်စဉ်ကတည်းကအဖိုးနှင့်အတူနေထိုင်ခဲ့သူဖြစ်သည်အိမ်အောင်ကြတော့လဲအဖိုးအိမ်မှာပဲဆက်လက်နေထိုင်ခဲ့သည်မှာအဖိုးဆုံးပြီးသည်မှာယခုချိန်ထိဖြစ်သည် အဖိုးဦးလေးနဲ့အတော်များမှာစာဖတ်ဝါသနာပါသူများဖြစ်၍အိမ်ပေါ်ထက်တွင်စာအုပ်စင်များစာအုပ်ဘီရိုများစာအုပ်သစ်တာများစာအုပ်ဇပွဲများဖြင့်ပြည့်နှက်နေပါသည်အပေါ်ထက်တွင်မြည်သူများမနေဘဲတီးခြားစာဖတ်ခန်းသဘောမျိုးထရှိပါသည်စာအုပ်များမှာလည်း ဘာသာရေးဆိုင်ရာယတ္တအချက်ဘ ഹു တုဒ္ဒကျမ်းမာရေးဘာသာရေးစသဖြင့်အမျိုးစုံလင်လာပေသည်ကျွန်တော်သည်အလဲတန်းကျောင်းသားဘဝမှာအထက်တန်းအောင်မြင်သည့်အဖို့အိမ်၌နေထိုင်ခဲ့သူဖြစ်ရာလူကြီးများလစ်လျင်လစ်သလိုစာအုပ်များကိုခိုးဖက်လေရှိပါသည် ကျွန်တော်စာဖတ်ဝါသနာကြီးမားသွားရခြင်းမှာလည်းအိမ်မှအစပြုသည်ဟုဆိုနိုင်ပါသည်ကာလအတန်ကြာသည်တွင်စာအုပ်တော်များများကိုကျွန်တော်ဖတ်ပြီးသားဖြစ်သွားတော်သည်တစ်ဖက်ကလည်းကျောင်းစာများကိုတာဝန်ကျအောင်စက်မှတ်ခဲ့ရာဘာမှပြောဆိုခြင်းမခံခဲ့ရပါဘူး ကျွန်တော်ဆယ်နှစ်အောင်သည့်နှစ်တွင်အဖေလဲရန်ကုန်သို့တာဝန်ဖြင့်ပြောင်းရွှေ့ခဲ့ရာကျွန်တော်တို့မိသားစုအဖိုးအိမ်နှင့်အလံဝခဲ့ရသည်ဒီလိုနဲ့ကျွန်တော်ဘွဲ့ရအိမ်တော်ကြပြီးအဖိုးရှိရာဇာတိမျိုးတို့အရောက်ပေါက်ကျဲသွားပါသည်ပမတ်ရရအဖိုးဆုံးသည့်နှစ်မှာကျွန်တော်အလုပ်ဆောင်ဝင်သည့်နှစ်ဖြစ်နေခြင်းပင်အလုံးမခွင့်ယူပြီးမိသားစုနဲ့အတူအဖိုးနာရေးပြီးဆုံးသည့်အထိအဖိုးအိမ်မှာနေခဲ့ကြသည် ဆွေမျိုးစုံအောင်လဲပတ်စားတော့ကြပြီးမှရန်ကုန်သို့ပြန်ခဲ့ကြပါသည်ကျွန်တော်ဒီရှေးအောင်နောက်ပြများကိုပြန်လဲစဉ်းစားရင်ဖတ်လို့ဒီစာအုပ်များကိုလှန်လို့ရှာဖွေခဲ့ရာဇပွဲပေါ်ရှိစာအုပ်များကြားတဲ့တွင်မမျှော်လင့်ပဲစာအုပ်တို့ကိုတွတ်တွေ့ပါသည် အုပ်ကိုအသာဆွဲယူပြီးလှန့်ကြည့်လိုက်ရာစာအုပ်မှာအတော်လေးဟောင်းနှွမ်းနေပြီးစာရွက်များမှာဝါကျင့်ကျင့်အယောင်ပေါက်ကအယောင်များပြင်ပြက်ပြဲနေသည်ကိုတွေ့ရသည်အထွေထွေအကြောင်းအရာများမှတ်သားစရာများကိုရေးသားထားသည့်အဖိုး၏မှတ်စုစာအုပ်ဖြစ်နေသည်အဖိုး၏လက်ရေးမှာရှေးဟိုးဖုန်ကြီးကျောင်းတို့ရဲ့လက်ရေးမျိုးဖြစ်သည် အဖိုးကြီးမှတ်စုစာအုပ်ကိုစိတ်ဝင်စားသဖြင့်တရွပြီးတရွလှန်လောဖတ်ရှုခဲ့ရာတနေရာရောက်တွင်လက်ရောမျက်စိပါတန်သွားပါသည်ဂါရာတပုတ်နှင့်သမိုင်းဖြစ်စဉ်ကိုတွေ့လျက်ခြင်းကြောင့်ဖြစ်ပါသည်ဂါရာ၏အမိမာလိုယာပြီးမြောက်တိတ်တိပေါက်ဂါရာတော်ဖြစ်ပါသည်ဂါရာတော်မှာအောက်ပါတိုင်းဖြစ်ပါသည်လိုယာပြီးမြောက်တိတ်တိပေါက်ဂါရာတော်နမောဗုဒ္ဓယတိတ်တံအနတ်ဗုဒ္ဓမြတ်စွာဘုရားအာနမောရှိခိုးပါ၏ တိတ်တန်လူတိုင်းပြမြောက်တိတ်တိပေါက်ပါစေသည်။ဤကာရတော်သည်အနွန်အစွမ်းထက်သောတကူကြီးမားကာရတော်ဖြစ်သည်။အိဝမင်းဆက်မင်းကြီးစွာစောကဲ့၏တာတော်မင်းဆွေကိုအိဝဘင်ပထမမင်းကောင်964 983အဖြစ်ထီနန်းစက္ကန်စံစားစေသည့်အထိအကျိုးပေးသောကာရတော်ဖြစ်ပါသည်။တကရေ929တွင်ရောက်ဖတော်သရိုးမင်းဖျားနေရွာဆန်သောအခါမင်းကြီးစွာစောကဲ့အိဝတွင်မင်းပြူသည်။မင်းကြီးစွာစောကဲ့သည်ကစွန်းနှင့်ရွာသူကိုမိဖုရားမြောက်ပြီးမင်း င်းစွေမင်းသိတဲ့ရှင်မြတ်လာတို့ကိုဖွားမြင်ခဲ့သည် မင်းဆွေသည်ငယ်စဉ်မင်းသားဘဝကခမဲတော်ဤစွန့်ပြစ်ခြင်းကိုခံခဲ့ရသည်။ဆင်းရဲပင်ပန်းစွာနေထိုင်ခဲ့ရသည်။အထိန်တော်ငခင်ညိုငခင်ဖနှင့်မိဥတိန်စသည့်ရောင်ရင်ဘတ်တစုကပင်ပန်းစွာရှာဖွေကြွမှုခဲ့သည်။မင်းဆွေသည်ဖိယားတရားကိုအလွန်ယိုသေးကန့်ရှိုင်းပြီးနမောဗုဒ္ဓယတိတ်တန်ဂါရတော်ကိုနေ့စဉ်အခောက်ပေါင်းများစွာထုံနေအောင်ပွားများတရစေခဲ့သည်။တက်ကြရ960နှစ်တွင်မင်းကြီးစွာစောခဲ့နေရွာဆန်သည့်အခါတတော်ကြီးစေပြူရှင်တရဖြာထီနန်းစက္ကန်သည် ခဏလာမြသာထိနှံဆံပြီးအထိန်တော်ငနောက်ဆံလှုပ်ကြံ၍ကံတော်ကုန်းခဲ့သည်တက္ကရာ964တွင်မင်းဆွေသည်မမျော်လင့်ပဲပထမမင်းကောင်ဘွဲ့နှင့်အင်းဝထိနှံကိုစိုးစံခွင့်ရခဲ့သည်မင်းဆွေ၏အဓိကကြိုးစားအားထုတ်မှုမှာနမောဗုဒ္ဓရာတိတ်တန်ဂါရတော်ကိုအမြဲမပြတ်ရှုပွားခြင်းကြောင့်ထိနှံဆက်ခံခွင့်ရခဲ့ခြင်းဖြစ်သည်ဤဂါရတော်ကိုလောကီပညာရာတွင်စွဲဆောင်ပြည့်မြောက်တော်မူသည့်ဗားမဲ့ဆရာတော်ပြားကြီးစီရင်ထားခဲ့သောဂါရတော်ဖြစ်သည် ဗာမန်ဝိဇာမဟာသိတိကျမ်းရင်းကြီးတွင်ဤကာရတော်သည်ပညာရေးစီးပွားရေးလူမှုရေးကုံရောင်းကုံဝဲအလောက်ကိုင်းအရာရာကိစ္စတိုင်းတွင်လိုရာပြည့်မြောက်သိတိပေါက်စေသည့်ကာရတော်ဖြစ်သည်။စာရေးသူသည်အဖို့ဤမှတ်စုစာအုပ်တွင်မှအထက်ပါကာရတော်ကိုကူးယူခဲ့ပြီးနောက်တနေ့တွင်ရန်ကုန်သို့ပြန်ခဲ့ပါသည်။ရန်ကုန်ပြောက်သည့်အခါစာရေးသူသည်အဖို့မှတ်စုစာအုပ်ထဲမှကူးယူလာသည့်နမောဗုဒ္ဓယသိတ္တံကာရတော်ကိုအမြဲရွတ်ပွားကြည့်ရာထူးခြားမှုများကြုံတွေ့ရပါသည်။ထိုက်သည့်အလိုစွာအကျိုးကျေးဇူးများရရှိ ခံစားခဲ့ရပါသည်။စာရေးသူမှာဝါသနာအလျောက်ဘာသာရေးစာဆောင်ဂျာနယ်မဂ္ဂဇင်းများတွင်စာဝါများရေးသားနေသူဖြစ်ရာမိမိကဲ့သို့ပင်အခြားသူများလည်းအကျိုးဖြစ်ထွန်းလာစေလိုသည့်စေတနာများတဖွားဖွားပေါ်ပေါက်လာသဖြင့်စာဖတ်သူခုနှစ်အသားသမီးများရုပ်ပွားတရဆင်နိုင်ကြပါစေရန်ရေးသားတင်ပြလိုက်ရပါသည်။ ဒီဗီဒီယိုလေးကိုစုံဒီကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါစေရှင်။